crypto beginner lowa time project ဒီ project ကို Binance holder airdrop plan နဲ့ပြီးရောချပေးလိုက်ပါတယ်။ဒီနေ့ video မှာကတော့ဒီ project ရဲ့အကြောင်းနဲ့ဒီ project က token တွေကို Binance holder airdrop ကနေပြီးရောဘယ်လိုယူလို့ရမလဲ။ပြီးရောဒီ project ကဘယ်လိုမျိုးအလားအလာတွေရှိတယ်ဆိုတာကိုဖျက်ဖျက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ video ကိုအဆုံးထိကြည့်လိုက်အောင်နော်။ဒီ project ရဲ့နာမည်က Sofon Protocol Sofon Project လို့ခေါ်ရတယ်။ဒီဟာက crypto blockchain တစ်မျိုးပဲ ဒါပေမဲ့မတူတာကသူက crypto application တွေကိုအခုလက်ရှိလူတွေသုံးနေတဲ့ application တွေကိုသုံးရတဲ့အတိုင်းအရှမ်းလွယ်အောင်လုပ်ပေးမယ်။ Mozan နဲ့ blockchain တစ်ခုဖြစ်တယ်။ ုံမှန်ဆိုလို့ရှိရင် crypto application တွေက crypto နဲ့မရင်းနှီးရသူဆိုလို့ရှိရင်တော့အရင်ခက်တယ်။ဟာ crypto wallet တွေကိုသုံးအောင်ဟိုအလုံး DR လို့အောင်ဒါပေမဲ့ DR အလုံးမဟုတ်ဘူး။ပုံမှန် application တွေကိုဝင်တယ်လို့မျိုးပဲ။ Huobi account တို့ဘာလို့နဲ့ဝင်လာလို့ရရဲ။ပြီးတော့ transition fees တွေဆိုလို့ရှိရင်လည်းပုံမှန် crypto application တွေလိုမျိုးစေးချရမှာမဟုတ်ဘူး။ဟာတက်တာရဲ့ပေါ်တော့ဖြစ်ရင် transition speed တွေလည်းမြန်နေ။ ဆိုတော့ဒီ blockchain ရဲ့အဓိက main benefit ကပုံမှန် crypto နဲ့မရင်းသီးတဲ့တွေကိုရောမှဒီ crypto application တွေကိုသုံးသပ်အလာအောင်အာသုံးလာအောင်လို့ဆွဲခေါ်လာနိုင်မယ်ပန်းကူတရလိုပုံစံမျိုးပဲအဲ့တော့နောက်ပိုင်း crypto application တွေ blockchain တွေတွင်ကျလာတဲ့အခါမှာဒီလိုမျိုး application ကအများကြီးနေရာကောင်းရလာနိုင်တယ်အလားအလာရှိရလို့မြင်နေပေါ့နော် အခုက crypto beginner တွေလည်းနားလည်အောင်လို့အရှင်းဆုံးရှင်းပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အသေးစိတ်ဒီ project ကြောင့်ကိုသိချင်တဲ့ဆုံးလို့ရှိရင် Core 5 Paper တွေမှာဖတ်ကြည့်လို့ရသလို Crypto Maker Telegram Channel မှာလည်းလာပြီးရောမေးကြည့်လို့ရပါတယ်။ Okay အခုကတော့ဒီ project ရဲ့ native token ဖြစ်တဲ့ SOPH token အကြောင်းကိုပြောပြပါမယ်။ဒီ token က Binance Holder Airdrop ကနေပြီးရော free ချပေးတဲ့ token လည်းဖြစ်ပါတယ်။ SOVH token က Sofon network ကိုနေပတ်စီ token ပတ်တနီယာဖြစ်သလိုရှင်ရဲ့ native token ဖြစ်တဲ့ bar အတွက်သုံးလို့ရလဲဆိုလို့ရှင်ရဲ့ဒီ network ပေါ်မှာ fees တွေပေးဖို့သုံးလို့ရရဲ staking လုပ်ဖို့အတွက်သုံးလို့ရရဲ governance ဘိုင်းအတွက်သုံးလို့ရရဲ reward တွေပေးရနေရမှာသုံးပါရဲ Binance Airdrop ကနေပြီးတော့ဒီ SOPH token တွေကိုဘယ်လိုယူလို့ရလဲဆိုလို့ရှိရင်မြန်မာစံတော်ချိန်မေလ14ရက်2025မနက်6:00ခွဲကနေပြီးတော့မေလ18ရက်2025 မနက်6နာရီခွဲမှာ Binance ရဲ့ Simple M Day မှာ Flexible ပဲဖြစ်ဖြစ် Log ပဲဖြစ်ဖြစ်ထည့်ထားရမယ်ဖြစ်ဖြစ်တခြား On-chain Yield Product တွေမှာထည့်ထားရမယ်ဖြစ်ဖြစ်ဒီ token တွေကိုရောက်မှာဖြစ်ပါတယ်။ဆိုတော့အခုလောက်ရင်တော့မမှီတော့ဘူးဒါပေမဲ့ဒီလိုမျိုး project ကောင်းတဲ့ကူနောက်ထပ်မလွတ်သွားအောင်ဆိုလို့ရှိရင် Binance ရဲ့ PMB coin တွေကို Simple M Day မှာသွားထည့်ထားဖို့လိုပါတယ်။ထည့်မယ်ဆိုလို့ရှိရင် Binance မှာ KYC အောင်ပိတ account တစ်ခုရှိရမယ်ပြီးတော့လို့ရှိရင်တော့ Binance Simple Anime မှာ Table BNB coin ရှိရမယ်ပေါ့ ပြီးတော့ဒီ token ရဲ့ tokenomics ကကြတော့ mass supply အနေနဲ့10 billion ရှိရယ် circulating supply အနေနဲ့စပြီးတော့မိတ်ဆက်တဲ့အချိန်မှာ SOPH 2 billion ကို ရှိပါမယ်ပိုင်းနာဆိုရဲ airdrop project ကတော့150 million ကို ပေးထားပါတယ်။ဒါက mass supply ရဲ့1.5%ရှိပါတယ်။ ပီအော်နောက်ထပ်50 million နဲ့150 million အဆိုပေးစ်တေကို marketing အတွက်နောက်ပိုင်းမှာဖြန့်ဝေပေးမယ်လို့ပြောပါရယ် team allocation အတွက်ကကြတော့စုစုပေါင်း supply ရဲ့15%ကို team နဲ့ advisor တွေအတွက်ပေးထားပါရယ်ဒါတွေကို12လ lock လုပ်ထားပြီးတော့နောက်36လအတွင်းမှာတဖြည်းဖြည်းထုတ်ပေးမှာဖြစ်လို့ long term မှာသူတို့ဆက်ပြီးတော့လုံဆောင်နေစေဖို့ဖြူရပါရယ် ဆိုတော့နောက်ဆုံးပိတ်အနေနဲ့ဒီ sofon project ကကောင်းလားမကောင်းဘူးလား SOP token ကအလားလားရှိလားမရှိဘူးလားဆိုတာကိုဆွေးနွေးမှဖြစ်ပါတယ်။ sofon ကို2025ခုနှစ်မေလ28ရက်နေ့မှာစပြီးတော့မိတ်ဆက်ခဲ့တယ်။ Binance တို့ OK Store လိုမျိုးတခြား exchange တွေမှာလည်း list လုပ်ထားတာကြောင့်ဘလို့လွယ်တကူ trade နိုင်ပါတယ်။ Binance Labs လိုမျိုးနာမည်ကြီးအဖွဲ့အစည်းကြီးတွေကထောက်ခံထားတာဖြစ်လို့ serious project တစ်ခုလို့ပြောလို့ရပါတယ်။ sofon ရဲ့ခြုံငုံသုံးသက်ချက်ကတော့ဒီလောက်ပါပဲ။ ဒီ project ကြောင့်ကိုစိတ်ဝင်စားလို့ထပ်ပြီးလေ့လာစင်တဲ့ solution တော့ sofon ရဲ့ white paper ရဲ့ channel တွေမှာတွားပြီးတော့လေ့လာကြည့်လို့ရပါတယ်အာ BNB လေးဝယ်ထင်တဲ့ solution တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ BNB coin တွေကလည်းဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး။ spot to margin တို့ trading လုပ်တဲ့အချိန်မှာ Binance BNB သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အမှာ discount ထပ်ရသေးတယ်။ အဲ့ဒါက crypto market ကုန်းနဲ့ဖွင့်ထားလို့20% discount ထည့်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထည့်ရတာ။ So ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထည့်ရတယ်။ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်။အာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တာကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော်။ ကိုက triple သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဖီချာတွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ Crypto trading solo ဘူအဒရက် trading account မရှိသေးဘူးဆိုရင်တော့ Binance မှာ crypto maker foreign သုံးတဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီလိုဖွင့်ထားရဆိုလို့ရှိရင် trading fee strictly bounce discount နဲ့ crypto maker gaming တွေက reward တွေကိုရနိုင်ပါတယ်။ဒီနေ့ video လေးကတော့တင်တော့ပါပဲ။ crypto maker အားလုံးရဲ့ video မှာပြန်လည်ကြပါဦး။